ပြုလိုက်တိုင်းကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတာများဟုဟောကြားပေးမှာဖြစ်ပါတယ်။တင်ရသည်ဘွား။ ။တရားဒီဘွားစီကဇူလိုင်23နဲ့ဩဂတ်23ကြားမှာမွေးဖွားသူတွေဖြစ်တယ်။ဒီရာဒီဘွားစီကယခုကာလမှာမိမိတို့ရဲ့လုပ်ငန်းဝင်အိမ်နေရာအတိုင်းဝိုင်းမှာအတိုက်ခံနေများလာမယ်။တယောက်နဲ့တယောက်တဦးနဲ့တဦးမကြည်မလည်တွေဖြစ်လာမယ်။တုံးခုလာမယ်။လူတိုင်းနတ်တိုင်းဆုံးတိုင်းကူဝီတိုင်းရှိသလိုပဲထိုင်မှန်ဒီလာပြီးလက်တွေပိတ်လာမယ်။လူဟောင်းနေရာဟောင်းပြဿနာဟောင်းတောက်ချောင်းမြန်ကိစ္စတွေလောက်ရမယ်။ ပြဿနာဟောင်းလူဟောင်းနေရာဟောင်းတွေရောက်လာမှာဓာရီဝရိယလေးနဲ့နေထိုင်လောက်ကင်မှုလူတာဓမ္မဘူတာများများလို့ပယိများများရွတ်ပယိများများဖွင့်မှာပယိတာများဖုံးလန်းပြီးပါမှန်တကြလမ်းမပဲလှက်ချိတ်ပါအားလုံးအရှင်ပြီကံကောင်းသွားပါလိမ့်မယ်ပူပြီးကံကောင်းခြင်းနဲ့ဆိုရင်တော့ပန်းရောင်လိမ္မော်ရောင်အဖြူရောင်အဝါရောင်များဝိစင်မှာဘိုက်ပေါ်ချက်ပေါ်ခေါင်းပေါ်မဝစ်ပါနဲ့အရှက်တကွဲအကျိုးနဲ့ကြာရောက်တတ်ပါ 939ခွန်ပတ်လည်မှာအင်္ဂါတောက်ကြများထိထိုးပြပါအကြက်တဲလို့ဘုဓမ္မပူဇာပိများများနေတိုင်းရွတ်ပါနေတိုင်းဖွင့်ပါဂုံတော်ကူပါလေးပိရွတ်ပါပရိစိတ်ပါအဲ့ဒါဆိုရင်အရာရာအကြက်တဲလို့အတိုက်ခံလို့လက်ပွင့်လာပါလိမ့်မယ်